ောင်းတဲ့စိတ်မဖြစ်အောင်ကောင်းတဲ့စိတ်ဖြစ်အောင်လက်တွေ့ကြိုးပမ်းအားထုတ်ကြည့်မယ်ဆိုတဲ့သဘောလေးဟုတ်လားခန္ဓာကိုယ်လေးကိုတက်တောင့်တက်တာလေးထားဘာမှတင့်ကျက်ပြီးတော့မနေစေနဲ့ခန္ဓာကိုယ်တင့်ကျက်ပြီးတော့မနေဖို့လိုတယ်လို့စိတ်ကိုလည်းပဲတင့်ကျက်ပြီးတော့မထားနဲ့တက်တောင့်တက်တာလေး ခန္ဓာရဲ့အကြောင်းဘလို့ဖြစ်နေလဲဆိုတာလေးကိုသိဖို့ကြိုးစားမယ်ဆိုတာထက်မပိုပါနဲ့။ဘာရခြင်းလဲဘာဖြစ်ခြင်းလဲမရှိပါနဲ့။ငြင်းအေးခြင်းလဲဆိုတာလေးတောင်မှလိုချင်တဲ့သဘောလေးဖြစ်မနေပါနဲ့။အစိတ်တွေဘလို့ဖြစ်နေတော့အခန္ဓာကိုဘလို့ဖြစ်နေတော့ဒါလေးကိုဖြစ်နေတာလေးကိုအခုလောလောဆယ်ဖြစ်နေတာလေးကိုလိုက်ပြီးတော့သိကြည့်မယ်။ဒီလိုလေးသဘောထား။ဒါမျိုးဆိုပါဗျာခန္ဓာကိုယ်ရဲ့အကြောင်းကို အမှန်ကန်သိဖို့ကြိုးပမ်းအထုတဲ့နေရာမှာအလွယ်ကူတော့ကနေစပြီးလို့သင်ပေးအဲ့ဒါပါလဲဆိုတော့အာနာပါနာဝင်လေထွက်လေအလွန်ထင်ရှားတဲ့ဖြစ်ပေါ်လာအောင်ကိုယ်လည်းလှုပ်ယူစရာမလိုတဲ့တကယ်တဘာဝတရားခန္ဓာကိုယ်ကြီးမှာအဓိကအကြဆုံးအစိတ်အပိုင်းကြီးတစ်ခုလို့တော့ဆိုနိုင်မယ်ထင်ပါတယ်ဝင်လေထွက်လေဒီခန္ဓာကိုယ်ကြီးရှင်းတန်းနေဖို့မသေးဖို့အတွက် လို့လေးအမြဲတမ်းလိုအပ်တယ်လေးရဲ့အပြောင်းအလဲအမြဲတမ်းလိုနေတယ်ဘုံလိုခန္ဓာကိုယ်ကြီးရဲ့တဘာဝဘလုံးတင်ရှားပါနေတယ်သတိမထားမိတော့မသိကြဘူးအစာအာဟာရလိုတယ်တရားကိုသုံးပါလောက်ထည့်ပေးရတယ်ရှည်လိုတယ်ခဏခဏတောက်ပေးရတယ် အဲ့ဒါနဲ့ပို့ပြီးတော့လိုတာကလေပဲတမိနစ်ကိုဘယ်နှခါလောက်ရှူနေရလဲလေးရဲ့လိုအပ်ချက်ခန္ဓာကိုယ်ကြီးနဲ့လေးနဲ့ရဆက်ဆက်မှုဒါကြောင့်ဝင်လေးထွက်လေးရဲ့နှိုင်းနဲ့အတိတ်ပဲကိုစဉ်းစားမိဖို့ဒါလေးကိုပြောတာအချိန်တိုင်းလိုနေတယ်သေရေးရှင်ကိုလိုနေတာမရရင်သေမှာအဲ့ဒီလေးကိုရအောင်ရှူရတယ် ပြီးရင်အတွင်းထဲရအညစ်အကြေးကိုအဲ့ဒီလေနဲ့ပြန် ပြီးတော့ထိုးရတယ်။ကိုယ်ကသာတတိမထလို့မသိတာခန္ဓာကိုယ်ကြီးကရှင်သန်ဖို့အတွက်နားချိန်မရှိပဲနဲ့တလက်ဆက်အလုံးလုံးနေဝင်အောင်လုပ်ရတယ်ထွက်အောင်လုပ်ရတယ်။အဆုံနဲ့နှာခေါင်းနဲ့အသက်ရှူလမ်းကြောင်းနဲ့အလုံးပေါင်းဆက်ပြီးခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်အလုံးဖြစ်အောင်တည်ညီလည်ညီလုပ်နေကြတယ်။အဲ့ဒါကိုမြတ်စွာဘုရားတတိထားခိုင်းတယ် ဝင်လေလေးဝင်သွားတယ်တည်နေလိုက်ပါဘာလို့တည်ရမှာလို့လေးဝင်သွားတယ်လို့ပဲတည်နေလိုက်ပါဝင်လေလေးထွက်သွားတယ်ထွက်သွားတယ်လို့ပဲတည်လိုက်ပါထွက်သွားတဲ့ကိစ္စကိုအစာဆုံးတည်လိုက်ပါနာဒီများကိုတည်ခိုင်းတာလည်းရှိတယ်ဝမ်းပိုက်ကိုတည်ခိုင်းတာလည်းရှိတယ်ရစွာပြရတော့ဝင်လေလေးဝင်သွားရင်ဝင်သွားတယ်လို့တီးလို့ဟောတယ်ထွက်လေလေးထွက်သွားရင်ထွက်သွားတယ်လို့တီးလို့ဟောတယ် ကျေတော်ရှင်ဝေဘုဆရာဘုရားကြီးကတော့ဝင်လေထွက်လေကြောင့်နာသီးပြားမှာဖြစ်ပေါ်သွားတဲ့ထိမှုသဘောကိုတလက်ဆက်ဒီခိုင်ပါလေ။မာဇီဆရာဘုရားကြီးကတော့ဝင်လေထွက်လေကြောင့်ဖြစ်ပေါ်နေတဲ့ဝမ်ပိုက်ရဲ့ဖောင်းမှုပိန်ကြသွားမှုဒါကိုလိုက်ပြီးတော့ဒီခိုင်ပါလေ။ကိုကြိုက်တာကိုလှုပ်တတ်တာကိုသဘောကျတာကိုလို့လို့ရတယ်။အထက်ကတော့ ကိုမှဖြစ်နေတာကိုကိုသိနေဖို့ပါပဲတဘောရမမလေးနဲ့ရှုမှတ်တတ်ဖို့စဉ်းကျင်တတ်ဖို့ပွားများတတ်ဖို့တော့အရေးကြီးတာပေါ့တရားထုတ်တယ်ဆိုတာကိုခန္ဓာအကြောင်းကိုမှတ်တိုက်သိအောင်လုပ်တာဖြစ်နေတဲ့တဘာဝတွေအကြောင်းကိုမှတ်တိုက်သိအောင်လုပ်တာကိုကြားနေတာရှိတယ်ဘုံပြောနေတဲ့အတ္တ မျက်စိမိတ်တလားဆိုတော့မြင်တာတော့မရှိဘူး။ဒါပေမဲ့စိတ်ကတစ်ခါတည်းဟာတွေးနေတာရှိမယ်။ခန္ဓာကိုယ်မှာအနံ့အပြားထိနေတာလည်းရှိမယ်။နောက်အနံ့ရတာအရသာတည်တာတော့ထင်ရှားမှာမဟုတ်ဘူး။မျက်နှာလေးချတာတော့အာယုံ၆ပါးမှာကြားလာရဲ့ထိလာရဲ့တွေးလာရဲ့ဒီသုံးမျိုးပဲတလဲတည်ထင်ရှားနေလိမ့်မယ်။ဒါသဘာဝတရားတွေပဲ။ သတ္တဝါသဘောမဟုတ်တဲ့အကြောင်းအကျိုးဆက်ဆက် ပြီးတော့ဖြစ်ပေါ်နေတဲ့တသက်သဘာဝတရားတွေအဲ့ဒီသဘာဝတရားတွေကိုအမှန်မသိလို့လိုချင်မှုဆိုတာဖြစ်တာအဲ့ဒီသဘာဝတရားတွေအကြောင်းကိုအမှန်မသိလို့အကျဉ်းသားမှုဆိုတာဖြစ်တာအတွေ့အကြုံတို့လည်းပြောလို့ရပါတယ်သဘာဝတရားတွေကိုမြင်နေကြားတယ်အနံ့ရတယ်ရတာတည်တယ်တွေ့ထီတယ်တွေ့ကြံတယ်ချမ်းသာတယ်ဆင်းရဲတယ် ဒါပုဂ္ဂိုလ်တတ္တဝါသဘောမဟုတ်တယ်တတ္တကြောင်းကျိုးဆက်ဆက်ဖြစ်ပေါ်နေတဲ့တဘာဝတရားဤလိစ္ဆာဒုက္ခတတ္တသဘောရှိတဲ့တဘာဝတရားဤအဲ့ဒါလေး ਨੇ ပတ်သက်ပြီးတော့ပဲမဟုတ်လို့နားမလည်နိုင်မှုလေးကြောင့်လောဘဒေါသမောဟဆိုတာဖြစ်ရတာလောဘဒေါသမောဟဖြစ်လို့စိတ်တွေပူလောင်ရတာပင်မရတာဆင်းရတာကာယကံဝစီကံမနောကံတွေမှားကြရတာ မှားလို့အကျိုးဆက်ဖြစ်တဲ့ဒုက္ခတွေကိုဆက်ပြီးတော့သိမ့်ပိုက်ကြရတာဘဝတွေဆက်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 ပြီးတော့ဖြစ်နေကြရတာဒီသဘာဝတရားတွေကိုအမှန်မသိလို့မမောနေတာလိုချင်နေတာအဲ့ဒီမမောမှုလိုချင်မှုကြောင့်ဘဝအတိတ်တွေထပ်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 ပြီးတော့ရတာဖြစ်တာအဲ့ဒီဘဝတွေဖြစ်တိုင်းဖြစ်တိုင်းဘဝဒုက္ခတွေကိုဘုံတို့ရင်ဆိုင်ကြရတာပူကြရမှာနားကြရမှာသိကြရမှာ အသေးငယ်မှာလောကဓာတ်အမျိုးမျိုးကိုတွေ့ရမှာကြုံရမှာအမျိုးမျိုးဘဝရဲ့ဒုက္ခတွေကိုခါစီးပြီးတော့ရင်ဆိုင်ကြရမှာခံကြရမှာဘဝရလိုက်ဘဝဒုက္ခခံရဘဝဘာလို့ရတာလို့ဒီဖြစ်ချင်းဆိုတဲ့ဘဝကိုပဲအမှန်မသိလို့ဘဝရဲ့နေခြင်းနဲ့ရခြင်းနဲ့ဖြစ်ခြင်းနဲ့ဆိုတဲ့ဘဝတဏ္ဍာကာမတဏ္ဍာဒီလိုလိုခြင်းမမောမှုတွေကြောင့်ဘဝဖြစ်ရဘဝဖြစ်လို့ဘဝဒုက္ခတွေခံစားရတယ် ထားပါမယ်။အဲ့လိုမျိုးမဖြစ်အောင်ဖြစ်ပေါ်နေတဲ့တဘာဝတရားတွေအတွေ့အကြုံတွေကိုအမှန်သိအောင်ကြိုးစားတာ။အမှန်မသိကိလေသာဖြစ်မယ်၊ကိလေသာဖြစ်ကံဖြစ်မယ်၊ကံဖြစ်ရင်ဘဝရမယ်ဒါပဲ။ကိလေသာဟောကာမဟောဝိပါကဟောစက်ကြီးသုံးခုလဲဆိုတာဒါပဲ။အဲ့လိုမဖြစ်အောင်အမှန်သိအောင်ကြိုးစားတာ။အတွေ့အကြုံတဘာဝတရားတွေကိုဒါတွေဟာပါလေအမှန်တိုင်းသိအောင် ိုထင်ရင်လိုထင်တာမျိုးမဟုတ်ပဲနဲ့ကိုတွေးရင်လိုတွေးတာမျိုးမဟုတ်ပဲနဲ့ဖြစ်နေတဲ့အတိုင်းမှလေးလိုက်တည်အဲလိုတည်လို့ရှိရင်လောဘဒေါသမောဟတထင်ကငြိမ်းနေငြိမ်းမှများလို့ရှိရင်တဖြည်းဖြည်းနဲ့ငြိမ်းအောင်နေတတ်လာတယ်။နောက်ကိုယ့်ရဲ့မြင့်မြတ်မှုတွေအကြီးအသေးမိလာတဲ့အချိန်မှာမဉဏ်ပုံညာရနိုင်တယ်။ ်အញ្ញပူညာရရင်ကိလေသာကိုသူအရှင်းနဲ့သူအမြင့်ပြတ်ပဲတတ်နိုင်ကိလေသာကိုပဲတတ်နိုင်မှကံတရားအကောင်းဆုံးမျိုးမျိုးဖြစ်ပေါ်စေတဲ့ကံတရားကိုပဲတတ်နိုင်ရရောက်ပြီကံတရားကိုပဲတတ်နိုင်မှအကျိုးရလဆင်းရဲဒုက္ခဆက်ကြီးရမှာဒါအမြင့်မားဆုံးအနေထားကိုပြောတာပေါ့ဘောရန်လေးပြောမယ်ဆိုရင်လေငြိမ်းအေးမှုရစီတယ်ပူလောင်မှုဖြစ်စေတဲ့အကြောင်းတရားတွေကို ထေရှားရာရောက်တယ်ကိုခန္ဓာမှာအာယုံလေးဆိုင်နေတဲ့လုံငန်းဘလောက်မြင့်မြတ်တယ်ဆိုတာဘလောက်ကြီးကျယ်တယ်ဆိုတာဘလောက်အကျိုးများတယ်ဆိုတာကိုဉာဏ်လောက်နေမသိနိုင်ဘူးမသိနိုင်တော့အောင်ကြီးကျယ်တယ်မသိနိုင်တော့အောင်မြင့်မြတ်တယ်ဒါကြောင့်ညဆောပြဒါမဟာပုရိသယောက်ျားမြတ်တို့သာနေလုံနိုင်တဲ့အလုပ်လို့ဒီလိုတောင်ချီးမွမ်းနေ အကြောင်းဝင်လေးထွက်လေးတွေအာယုံလေးစရယူယူလေးပဲပေါပပါပါလေးလို့ဝင်လေးလေးဝင်သွားတယ်ဝင်သွားတယ်လို့တိလိုက်ယူပါမယ်စိတ်ကလေးကိုဒီနားမှာရှိအောင် ထားယူပါမယ်ထားလိုက်ယူပါမယ်တခြားကိုမတွေးပြဖို့ပဲအဓိကတခြားကိုတွေးပြနေဒါကိုသိမှာမဟုတ်ဘူးဒါကိုသိနေရင်တွေးပြမှာမဟုတ်ဘူးအတွေးနဲ့အတိနဲ့ကိုလဲတာလို့မဟာဂိုရိမြတ်ဆိုကြီးကတော့ရိုးရိုးရှင်းရှင်းပြောတယ် ဘုန်းတို့အလွန်သဘောကျတယ်။တရားအထုတ်တယ်ဆိုတာအတွေးနဲ့အတိနဲ့လဲတာလေ။တွေးနေဒုက္ခရောက်ကိလေသာဆိုတာတွေးလို့ဖြစ်တာ။ထောက်လိုက်တာ။မတွေးပဲဖြစ်နေလို့တွေးတယ်ဆိုတာကိလေသာဖြစ်အောင်စိတ်ကအလုံးလုံးနေတယ်လို့ဘုန်းကထပ်ပြီးတော့အဓိပ္ပာယ်ဖွင့်ပြခြင်း။တွေးတယ်ဆိုတာကိလေသာဖြစ်အောင်အလုံးလုံးနေတာ။အများစုပေါ့ရှိဘူးရပေါ့။ကောင်းတဲ့ဘက်တွေးတာလည်းရှိပါလား။တော်တော်ဘုဒ္ဓရှင်သဘာဝတွေးပြီးရှိရင်တော့ ကိလေသာဖြစ်အောင်တွေးတာပဲများပါဒါကြောင့်အတွေးနေရာမှာအတိအစားထိုးတာပမာဒရဲ့နေရာမှာအပမာဒကိုအစားထိုးတာဖြစ်တယ်လို့နေတဲ့အနေအထားမျိုးမှာအာယုံလေးဆိုင်ပြီးတော့အတိလေးကပ်ပြီးတော့နေတာအဲ့ဒီနှစ်ခုရဲ့ကြွားချင်းအဲ့ဒီနှစ်ခုရဲ့အပြောင်းအလဲအလုံးကြီးကြီးလေး ေဝင်တိုင်းဝင်နေလို့တည်နေုံပဲထွက်လေထွက်တိုင်းထွက်သေးလို့တည်နေုံပါပဲဝင်လေဝင်တိုင်းထွက်လေထွက်တိုင်းခန္ဓာကိုယ်မှာကြီးမားတဲ့ပြောင်းလဲမှုရှိတယ်ကြီးမားတဲ့လှုပ်ရှားမှုရှိတယ်ကြီးမားတဲ့မငြိမ်သက်မှုရှိတယ်အဲ့ဒါတွေလည်းမြင်အောင်ကြည့်ရမယ့်အရာတွေပဲဝင်လေလေဝင်သွားတယ်1 by pound ကြွားခန္ဓာကိုယ်ကြီးကကြွားလောက်သွား ဒါလေးလည်းသိလို့ရတယ်ထွက်လေးလေးထွက်သွားတယ်အောက်ကိုငြိမ်ကျသွားတယ်ပိန်ကျသွားတယ်သိနိုင်ပါတယ်နာဒီရလေးအာယုကပ်ပြီးတော့ဒလဇက်ပုတ်တိုက်ထိခိုက်နေတာလေးကိုပဲတတိချာလေးအာယုလေးကပ်ပြီးတော့တီးပြီးတော့နေမယ်ဆိုရင်လည်းဖြစ်တာပါပဲကိုယ်စိတ်ထဲမှာအဆင်ပြေတယ်လို့ကြိုးစားအထုပါအတိကတော့ကိုယ်ခန္ဓာ ဖြစ်နေတာကိုအချိန်တိုင်းတည်နေဖို့ပဲနော်တစ်ဆက်ကမှနှစ်ခါလောက်မြန်တည်နိုင်အရန်ကောင်းပါပဲဒါမှကောင်းတဲ့စိတ်တွေမဖြစ်အောင်ကြိုးပမ်းရရောက်တယ်ကောင်းတဲ့စိတ်တွေဖြစ်ပေါ်အောင်ကြိုးစားရရောက်တယ်ကိုယ်စိတ်ကိုဖြူစင်အောင်စေချောရဖို့ရှောရလည်းရောက်တယ် တတိတစ်ချက်ထားလိုက်တာနဲ့အကောင်းဆုံးရှောင်းကောင်းဆုံးဆောင်ဖြစ်အောင်စိတ်ကိုထားဆိုတဲ့ဘုရားရှင်ရဲ့အဆိုမှကိုလိုက်နာပေးတာဖြစ်တယ်။ဒါကြောင့်ဘုံတို့တစ်ချိန်တုန်းကဟောတန်းရှိတယ်။ပြန်ဖေရအဆိုမှနဲ့တတိဤအဆွမ်းဆိုပြီးတဆွမ်းပြားလေးတန်းပါပါ။ကာလာချံဆုံးမလည်းဆုံးမလည်းအနစ်ချုပ်လိုက်။မကောင်းတဲ့စိတ်နဲ့ဖြစ်ဖို့ကောင်းတဲ့စိတ်ဖြစ်ဖို့စိတ်ကိုရှင်းအောင်ထားဖို့ အဲ့ဒါဖြစ်ဖို့ဆိုရင်ဘာနဲ့လုပ်ရမလို့တတိနဲ့လုပ်ရလေဒါကြောင့်မြတ်စွာဘုရားအပမရိနသမ္မာဒိဋ္ဌာနဲ့အနစ်ချုပ်သွားခဲ့တာတဗ္ဗပပတအာကရဏကုသလတဥပဒမနာသသိတပိယောတပနအိတံပုရဏတတနာဒါကလမ်းစဉ်ဒါကမြတ်စွာဘုရားဖြစ်စေခြင်းနဲ့ဆန္ဒအဲ့ဒါကိုဘာနဲ့ပုံဖော်မှာတော့အပမဒိနသမ္မာဒိဋ္ဌာနဲ့ ဖြစ်တဲ့နာမကောင်းတာဖြစ်ဖို့ကောင်းတာဖြစ်ဖို့စိတ်ကိုရှင်းထားဖို့အဲ့ဒါဒီဖြစ်အောင်လုပ်ရမှာနိလအပမဒိနာတမ္ပါဒိတာတရားလေးတွေကိုအဲ့ဒါလိုလိုရင်းစိတ်ထဲမှာပိုင်မိုင်နိုင်နေနားလေထားဖို့သဘောပေါက်ထားဖို့လိုအပ်တယ်ခန္ဓာကိုယ်ရှင်နံတဘာဝတွေဟာဆင်းဆက်မပြတ်ဖြစ်ပေါ်ပြောင်းလဲနေတာ ကိုယ်တည်ထားခြင်းတဲ့အချိန်နဲ့ထားလို့ရတယ်အချိန်ရွေးစရာမလိုဘူးနေရာရွေးစရာမလိုဘူးခန္ဓာကိုယ်အနေထားရွေးစရာမလိုဘူးကြိုက်တဲ့အချိန်မှာအမြင့်မြတ်ဆုံးဒီကုသိုလ်ကောင်းမှုကြီးကိုလုပ်လို့ရတယ်ဌာနတိလသမာဓိပညာကုသိုလ်ကောင်းမှုအုပ်စုကြီး၄ခုအစဉ်အတိုင်းရှိတဲ့အနေမှာအတိမြဲမှုအိဋ္ဆာကိုတည်တဲ့ပညာဆိုသောကုသိုလ်သည် ထိတ်ဆုံးမှရှိတယ်အဲ့ဒီကုသိုလ်တို့ကိုရအောင် ခုကြိုးစားနေတာလုံးဖြစ်သွားတာပေါ့ဒါဘုန်းတို့15မိနစ်လောက်ရှိပါတော့အဲ့လိုဆိုလို့ရှိရင်ဒီနေ့ကုသိုလ်တွေတော်တော်စုံသွားပြီပြောရဟုတ်လားဒါနာသီလသမာဓိပညာဟုတ်လားဒီကုသိုလ်ကောင်းမှုတို့ဒီ ကောင်းမှုဆိုတဲ့အတိုင်းကောင်းတဲ့အမှုတွေဖြစ်တဲ့အတွဲကြောင့်ကောင်းကျိုးချမ်းသာကိုဖြစ်စေလိမ့်မယ်ဟုတ်လားအဲ့တော့ကောင်းကျိုးချမ်းသာကိုဖြစ်စေတဲ့အရာမှလည်းပဲနောက်ဆုံးယေရှုဘုရားဆုံးမခဲ့တဲ့အတိုင်းဒီဝချမ်းသာကိုတောင်းတပြီးတော့ဒါနသီလသမာဓိပညာကောင်းမှုကိုပြုရမယ်လို့ဆုံးမထားတဲ့အတိုင်းဒီဝချမ်းသာကိုအဖို့တို့ကြီးရကြရမယ်ဆန္ဒပြုကြရမယ်ဟုတ်လားဒါကြောင့်ဒီနေ့ပြုလို့အထုအတော့ဒါနသီလသမာဓိပညာပုဒ်ကောင်းမှုအစွတ်စွတ်ရဲ့အစွမ်းတတိယ ဘုရားတပည့်တော်တို့သည်မညံပုညံမြင့်လိမ့်ပါကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုပြစေကုန်တော်ဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းအာမေန်